နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF က၎င်းတို့ရဲ့ကျန်းမာရေးဝန်ထမ်းတွေဘေးကင်းရေးအတွက်ဂါဇာစီးတီးမှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုရယူရဆိုင်ထားကြောင်းစက်တမ26ရက်ကထုတ်ပြန်ခဲ့ပါတယ်။အစ္စရေးရဲ့ဂါဇာစစ်ဆင်ရေးကြောင့်ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ပိုရှိလာပြီးလေကြောင်းတိုက်ခိုက်မှုနဲ့တင့်ကားတွေက၎င်းတို့အဆောက်အဦတွေနဲ့ မိုင်တဝက်တောင်မဝေးတော့ဘူးလို့ MSF ကထုတ်ဖော်ခဲ့ပြီး၎င်းတို့အစည်းအကမ်းတွေကို အစ္စရေးတပ်တွေကဝိုင်းထားတဲ့အတွက် လုပ်ငန်းတွေရပ်လိုက်တာကအပတခြားရွေးချယ်စရာမရှိဘူးလို့ဂါဇာမှာရှိတဲ့ MSF အရေးပေါ်ညှိနှိုင်းရေးမှူး Jackoff Granger ကပြောပါရယ်ဂါဇာစစ်စင်ရေးကိုဆက်လက်ပြုလုပ်ဖို့အစ္စရေးကဆုံးဖြတ်ထားတဲ့အပေါ်လဲ MSF ကဝေဖန်ခဲ့ပြီး အစ္စရေးစစ်တပ်ကဂါဇာမှာနေထိုင်သူတွေကိုဘေးလွတ်ရာပြောင်းရွှေ့နေဖို့ညွှန်ကြားထားတဲ့အတိုင်းအောင် မလိုက်နာသူတင်းချီရှိနေသေးတယ်လို့ဆိုပါရယ်တချို့ကလည်းထွက်ခွာလို့မရတာကြောင့်ဆက်နေလိုက်ကြတာဖြစ်ပါတယ်ခါဆောင်ကမ်းမြောင်မှာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာလမ်းကြောင်းကိုပြန်ဖွင့်ပေးထားပေမဲ့လည်းဘေးကင်းတဲ့နေရာဆိုလို့တနေရာမှမရှိပဲအပြည့်ဝအသုံးပြုနိုင်တဲ့ဆေးရုံလည်းတရုံမှမရှိဝန်ထမ်းအင်အားနဲ့ပစ္စည်းအင်အားအလွန်ပြက်လက်နေပြီးလောက်စားစီလဲလိုအပ်နေကကျန်းမာရေးစောင့်ရှောက်မှုမှာအတော်အခက်ကြုံနေရတယ်လို့ MSF ကပြောပါရယ်